ုတ်ကဲ့ပါကျွန်တော်ကတော့လက်ထောက်ညီလာရေးမှူးရှိုင်းဖို့ဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးရဲ့စပ်ဘူကယ်ဆယ်ရေးအဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်အနေနဲ့လာရောက်တောင်းရင်းစာပေးခြင်းဖြစ်ပါတယ်ကဟိုအသက်ပေးဆုံးတဲ့တဲ့ကနေတော့ထုတ်နိုင်နေရတော့ငါ TV ငါးခု ထုတ်နိုင်ခဲ့ပါတယ်။အခုလက်ရှိအနေအထားအားလည်းပဲကျွန်တော်တို့အသက်ရှင်နိုင်တဲ့ရာဂန်တို့အမနာနေပါနေပြီဖြစ်တဲ့ကြောင့်မလို့လေအရသာလည်းဖိုက်ကိုတင်ပြီးဆော်ဖ်ချင်းဖြစ်ပါအလက်ရှိမွေးစေဝါအနေနဲ့ကတော့အခုချိန်ထိတော့ကျွန်တော်တို့အဲဒုရုဒစမှမတွေ့ရပါဘူးမတွေ့ရမတွေ့ရတဲ့အနေအထားရှိပါတယ်အခုလက်ရှိနေကျွန်တော်တို့ဘာအရေးအောင်မှလည်းတွေ့ရမှရှိဘူးကြာဟ လက်ရှိမှာတော့ကျွန်တော်တို့ကအဲဒီလက်ရှိရွှေထုတ်လုပ်ငန်းအဲဖွင့်ဖွင့်ပေါက်တယ်ရွှေထုတ်တယ်အဲ့လိုလုပ်တဲ့အခါမှာတော့ပြောလို့ချင်းရင်တော့ကျွန်တော်တို့ဒီပါလေသူ့ရဲ့ရုံးရုံးလုပ်ငန်းသူ့ရဲ့ရုံးအဖွဲ့ထိုင်နေစီကလက်တော့တစ်လုံးတော့အဲဆိုတော့ထုတ်နိုင်ခဲ့တယ်အဲအဲ့လောက်တော့တွေ့ရပြအဲတခြားကျွန်တော်တို့လက်ရှိမှာလည်းပဲဒီလက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့ဒီ main building ကိုပြုဖြည့်နေတာပဲ အဲ့တော့လေအဲ့ဒီတခြားအဲ့ဒီမတင်ငါစရာတော့ကျွန်တော်တို့မတွေ့မိသေးဘူးချိန်ကြီးလေဟုတ်ဒီ public အဲပြောလို့ချင်းတကယ်အဲကိုယ့်ရဲ့မိသားစုပါသွားတယ်အဲကိုယ့်ရဲ့အဆင်မျိုးသားချင်းပါသွားတယ်ဒီလိုကာယကံရှင်တွေကတော့ပုံမှန်အားဖြင့်ဆိုလို့ချင်းတော့သူကစမ်းမစောကြတော့ အဲမြန်မြန်ရောက်စေချင်တယ်မြန်မြန်ကယ်ဆယ်ရွှေ့ထုတ်ချင်တယ်အဲအဲ့လိုမျိုးတွေရှိကြတာဒါကတော့သုံးနံတိုင်းပါပဲအဲပြောလို့ရှိရင်မလောက်တာမဟုတ်ပါဘူးမြန်မြန်ဆန်ဆန်မရောက်တာမဟုတ်ပါဘူးကျွန်တော်တို့ပြောလို့ရှိရင်အအများဆုံးနည်းနဲ့ရောက်အောင်ကျွန်တော်တို့လုပ်လုပ်ခဲ့ကြတာပါအခုလက်ရှိမှာတော့အဖွဲ့အနေနဲ့နိုင်ငံနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်နိုင်ငံလုံးနေတာအာရုရှားနဲ့မြန်မာနဲ့ပူးပေါင်းပြီးတော့လုပ်နေတာဖြစ်ပါတယ်။အာအဖွဲ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ရုရှားကပြည်စည်းတစ်ဖက်ကျွန်တော်တို့ပြောလို့ရှိရင်ဘူမီပြည်နှံကြောင်းက အာကေဇီတစ်ဖွဲ့ပြီးတဲ့ခါကျလို့ချင်းကျွန်တော်တို့ရန်ကုန်ကကေဇီတစ်ဖွဲ့၃ဖွဲ့ပေါင်းပြီးတော့လုပ်နေခြင်းဖြစ်ပါတယ်နိုင်ငံအားဖြင့်ဆိုရင်နှစ်နိုင်ငံပေါ့